ဲ့တော့ iPhone Air ကတကယ်ပဲထင်လောက်မပေါက်ဘူးလားဆိုရဲမေကွန်နဲ့အတူတူ iPhone Air ရဲ့တလအကြာ review လေးကို2 months နေမှာပြောချင်ပါတယ်အဲ့တော့ iPhone Air က2 months ကဝယ်ပြီးတော့ကင်တုံးကြည့်ရတလကြာပြီအာတုံးကြည့်ပြီးတော့တပတ်ကြာ review လေး2 months skip လုပ်ထားတယ်နှစ်ပတ်ကြာလည်း skip လုပ်ထားတယ်ပြီးတော့တပတ်နှစ်ပတ်ဆိုရဲအချိန်ဒီမှာကဒီဖုန်းအစ်စ်တလုံးရဲ့အကြောင်းကကနနာကြီးတိဖို့ဆိုတာနည်းနည်းခက်ခဲတယ်အားကြောင့်မို့တလကြာတဲ့အချိန်မှာတော့2 months တို့ iPhone Air နဲ့ပတ်သက်ပြီးတော့ Twins ရဲ့အမြင်လေးကိုပြောချင်ပါတယ်။အဲ့တော့အမြင်ပြောတဲ့အချိန်မှာပထမအဆုံးပြောချင်တာကတော့ဒီ iPhone Air ကို Twins ကတော်တော်လေးကိုသဘောကျပါတယ်။အဲ့တော့ဘယ်သူတွေဘယ်လိုပဲပြောပြော iPhone Air က Twins တော်တော်လေးကိုအဆင်ပြေတယ်။သို့တော့ main device အနေနဲ့သုံးဖို့အတွက်ဆိုလို့ရှင်တော့အဆင်မပြေဘူး။ဒါက iPhone Air ကိုဝယ်တဲ့လူတိုင်းကတိပိတာဖြစ်မှာပါ iPhone Air ကိုဝယ်ပြီဆိုရင်ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုကိုကကိုသိပါတယ်အဲ့ တကယ်ကို heavy pro user လားပေါ့နော်ဓာတ်ပုံတွေအသက်ကုန်ရိုက်ပြီးတော့ professional ကြကြရိုက်မယ်ဗီဒီယိုတွေရိုက်မယ်ပြီးလို့ရှိရင်တနေကုန်ဖုန်းအများကြီးသုံးမယ်ဒါမျိုးလူတွေဆိုလို့ရှိရင်တော့စရရတိပိတာပါဒါကြောင့်လည်း iPhone Air ကထင်လောက်မရောင်းရတာပါဆိုတော့အစ်စ်လည်းဖြစ်တယ်အာပြီးတော့လူတွေကဟိုအစင်ပြေပြီးသားဖုန်းကိုပဲ upgrade လုပ်ချင်တယ်အဲ့တော့ iPhone Pro တွေဆိုလို့ရှိရင်ဒါနှစ်စဉ်နှစ်တိုင်း Pro သမားတွေဆိုလို့ရှိရင်သူတို့ Pro အရသွားနေကြ flow နဲ့သွားနေတာဆိုတော့ pro က pro ကိုပဲ upgrade လုပ်တယ် pro ကနေပြီးတော့ကွဲထွက်ပြီးတော့ iPhone Air ကိုဒါ upgrade လုပ်ဖို့ဆိုတော့လေးကိုနည်းပါတယ်ဒါပေမဲ့တချို့တော်တော်များများလဲဒီ Pro Max ကိုမရွေးဘဲနဲ့ဒီ iPhone Air ကိုရွေးကြရတယ်သူများတွေ့ရပါတယ်ဒါတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အာအဓိကကတော့ဒီ camera တစ်လုံးပဲပါတာနဲ့ battery နည်းတာနဲ့ကိုလူတွေအများစုကသဘောမကျကြတာပါအဲ့တော့ဒီ ဒီ iPhone Air ရဲ့တလ review မှာဆိုလို့ရှိရင်လည်း Thomas ကဒါတွေကိုအခြေခံပြီးတော့ပြောပြပြသွားမှာဖြစ်ပါတယ်။ကဲဆက်လို့ဆိုလို့ရှိရင်ဆက်လိုက်ကြအောင်။အဲ့တော့ iPhone Air ကတော့ထင်တယ်လို့မပောက်ဘူး။ဘာဖြစ်လဲဆိုတော့ Apple ကိုယ်တိုင်ကပဲအခုထုတ်လုပ်မှုကို80%ခန့်လောက်အထိရောချလိုက်ပြီးသူတို့မှန်းတဲ့လောက်မအရောင်းအောင်ဘယ်တော့မရောင်းအောင်ဆိုပေမဲ့အရင်နှစ်တွေကထွက်တဲ့ဒါ Plus တို့ဒီ Mini တို့ထားစာလို့ရှိလို့ရှင်တော့အများကြီးပို့ပြီးရောင်းလာပါတယ်။အာဒါပေမဲ့လည်းဒီ placement ကဒီဖုန်းလေးလုံးရှိတာဗောနော်ရိုးရိုး iPhone 17ရဲ့ပြီးလို့ရှိရင်အာဒီအခု Air ဗောနော်ပြီးလို့ရှိရင် Pro ရဲ့ Pro Max ကအဲ့ဒီဒီဒုတိယမြောက်အလုံးอ่ะဗောနော်ဒုတိယမြောက်အလုံးလေးကတော်တော်လေးကိုအအမြဲတမ်းပြောင်းနေရ mini ပြောင်းပြီးတော့ထုတ်ကြည့်လိုက်မအောင်မြင်လိုက် plus ပြောင်းလိုက်ပြီးလို့ရှိရင်အခု Air ဗောနော် Air ကတော့ဒါ mini do plus 2ရဲ့ဆာလို့ရှိရင်လူနည်းနည်းပို့ပြီးတော့ကြိုက်တယ်လို့ထင်ပါတယ်ပြီးတော့ဒါပထမအဦးဆုံး first generation ဖုန်းဖြစ်တဲ့အတွက်ကြောင့်လည်း ဒါတချို့မကြမ်းမကောင်းတဲ့အရာတွေလည်းရှိသလိုကောင်းတဲ့အရာတွေလည်းရှိပါတယ်။အဲ့တော့ခြုံငုံပြီးပြောရမယ်ဆိုလို့ရှင်တော့ဒါ pro user တွေအတွက်ဆိုလို့ရှင်ဒါ second device အနေနဲ့သုံးလို့ရတယ်။ Tumax ဆိုလို့ရှင် Tumax ရဲ့ main device က17 Pro Max ဒီ iPhone Air ကိုကြာတော့ Tumax ကဒါ secondary device နေနဲ့ပေါ့ပေါ့ပါတခါကြီးကြလို့ရှင် pro မသုံးကြင်ဘူးပေါ့နော်အဲဓာတ်ပုံတွေပါလေတိတ်ရိုက်ဖို့မရှိဘူးပေါ့ပေါ့ပါလေးပဲဟိုနားသွားဒီနားသွားလောက်ဆိုလို့ရှင်เนาะ air လေးကိုကင်သွားလို့ရတယ် ပြီးတော့ဘာဖြစ်လဲဆိုတော့အရင်ကိုကင်ရတဲ့အချိန်ကတကယ်ကင်လိုက်ပြီဆိုတော့မှတိတာတာပါဟို size က၄တယ်ဆိုတာ tag ကိုကင်လိုက်တဲ့အချိန်မှာပေါ့ပေါ့ပါပါလေးနဲ့လက်ထဲမှာဒီလိုမျိုးအရင်ကြီး heavy ဖြစ်မနေဘူးပေါ့နော် heavy ဖြစ်မနေဘူးဆိုတာတော့ဒါ physically ရော mentally ရောပါတာဗောနော်အာတကယ်ဟို physically ရတော့တကယ်ကိုပါတော့တကယ်ကိုပေါ့တာဗောနော်ဒါပေမဲ့လက်ထဲမှာအဲ့လိုမျိုးကင်ပြီးတော့ဒီလိုမျိုးလေးလုံနေရတာဟိုကစိတ်ကျဉ်နှံ့မှုပေးတယ်ဗောနော်ဒါစိတ်ကျဉ်နှံ့မှုပေးတယ်ပို့ပြီးတော့ luxury စံနေအာဒီဖုန်းတစ်လုံးနဲ့ပဲဒီဒီနှစ် line up မှာ titanium ကိုတုံးထားပြီးတော့ဒီထွက်သမျှ iPhone တွေအကုန်လုံးထဲမှာသူကအကျဉ်းခံဆုံးဒါ Apple ကလည်းစမ်းသပ်ပြီးသလိုလူတွေအများစုကလည်းစမ်းသပ်ပြီးပြီးတော်ဒီဘောင်းမီ အဲ့နောက်ထဲမှာနောက်အဲ့ထဲမှာထည့်ထားလို့တက်ထိုင်ပြီးပြီးတော့ကိုယ်ရမျိုးလည်းမဖြစ်ဘူးဒီ pressure ကအရမ်းများတဲ့ဟာနဲ့ကိုွေးပဲဆိုလို့ရှင်တော့သူ့ဘာသူ titanium frame ကပြန်ပြီးတော့တဲ့သွားတယ်ဆိုတော့ဒါ durability ဘိုင်းမှာအဲတိတ်ပြီးတော့ပူစရာမလိုကိုွေးမှာမပူပါဘူးပါပဲမဲ့အရမ်းကိုအကျန်းခံတယ်ဒါတွေတော့ Tunes တို့ပြဿနာတွေအကုန်လုံးတိပိသားဖြစ်မှာပါ Tunes ကတော့ဒီ iPhone Air ကိုတော်တော်လေးကိုသဘောကျတယ် Apple ကထွက်သမျှဒီ product တွေထဲမှာ125ထဲမှာဝင်နေလို့ပြောပါမယ် တချို့နေရာလေးတွေမကြိုက်တာလို့လို့ရှိရင်ကျန်တဲ့အရာအလုံးကတော်တော်လေးကိုအဆင်ပြေပါတယ်။အဲတချို့နေရာမကြိုက်ဘူးဆိုတော့အကုန်လုံးနဲ့တူတူပဲကင်မရာတစ်လုံးပဲပါတယ်။ပြီးတော့ဘက်ထရီနည်းနည်းလေးပို့ပြီးတော့ထည့်ပေးထားလို့ရှိလို့ရှိရင်ကောင်းမယ်။ဒါပေမဲ့အရင်ကြီးစုပ်ပြတ်ပြီးတော့ဆိုးဝါးနေတဲ့ဘက်ထရီ life မဟုတ်ပါဘူး။ပြီးတော့ဈေးလေးကနည်းနည်းလေးများနေတယ်လို့ထင်တယ်။999ဆိုတော့ဒါနည်းနည်းလေးတော့ဒီ ကင်မရာတစ်လုံးပဲပါတဲ့ဖုန်းအတွက်ဆိုလို့ရှိရင်လည်းနည်းလေးဈေးများလို့ချင်တယ်အဲ့တော့နောက်နှစ်မှာတချို့ကြီးပြောကြတာကတော့နောက်နှစ်ကင်မရာတစ်လုံးထပ်ထည့်ရမယ်ဆိုလို့ရှိရင် wide zoom ultra wide ကင်မရာကိုယူမလား telephoto zoom ဆွဲလို့ရတဲ့ကင်မရာကိုယူမလားဆိုပြီးတော့ဒီတချို့တွေတောင်မှစစ်တမ်းကောက်တာမျိုးရှိပါတယ်အဲ့တော့ two scale ပြဿနာတွေကရောတကယ်လို့နောက်နှစ်ပေါ့နော်ဒီ iPhone Air second generation ထွက်လို့ရှိရင် ultrawide camera ကိုယူမလားဒါမှမဟုတ်ရှင် zoom way ယူဆွဲလို့ရတယ် telephoto ယူမလားဆိုပြီးတော့ဒါလေးကို comment မှာရေးပေးသွားစီခြင်းပါတယ်ဒီမှာဆိုလို့ရှင်တော့ဒါဒီမှာက zoom ပို့ပြီးဆွဲတာများတယ် ultrawide တိတ်တုံးတဲ့လူမဟုတ်တဲ့ကြောင့်မလို့ zoom ပါမယ်ဆိုလို့ရှင်တော့နည်းနည်းလေးပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒါပေမဲ့ channel ရနံပါတ်သက်ပြီးတော့လုံးဝပြောစရာမရှိဘူး display ကလည်းတော်တော်လေးကို perfect size ပဲတချို့တွေကအရင်ကြီးတာမျိုးမကြိုက်ဘူး17 Pro Max က6.9 inch ဆိုတော့ခလုံးလမ်းမှနီးနေပြီတော်တော်လေးကိုကြီးရယ်မကြိုက်ဘူး အဲ့တော့6.3 inch ကလည်းနည်းလေးတေးနေတယ်ဆိုတော့6.5 inch ကဒီ size ကတကယ်ကို perfect ပဲအဲ့တော့ screen display တွေအကုန်လုံးကလည်းဒါ70 Pro လေး Pro Max နဲ့တူတူပဲ70 lineup အားလုံးက3000 nits 120 hertz လုံးဝရော့ထားမျိုးမရှိဘူးအပြည့်အဝကို display quality ကို Apple ကတေချာလေးကိုလုတ်ပေးထားတယ်အဲ့တော့တကယ်ကိုကောင်းတယ် material ကလည်း titanium အဲ့တော့ဈေးလေးနည်းနည်းလျှော့ပြီးတော့ camera တစ်လုံးတက်မယ် battery လေးကိုနည်းနည်းလေးမြှင့်လိုက်မယ်ဆိုလို့ရှိရင်ဒါတကယ် perfect ဖုန်းဖြစ်သွားမှာပါ ဒီဖုန်းကိုဘာဖြစ်လို့မဝယ်ကြလဲဆိုလို့ရှင်တော့သူကအာ app store device လို့ဖြစ်နေတယ်ဟုတ်ပြီကင်မရာနှလုံးလဲလိုချင်တယ်ပေါ့နော်ဘက်ထရီလဲခံမယ်အရာအားလုံး feature လဲရမယ် display လဲကောင်းတဲ့ဟာကဘာဖြစ်နေလဲဆိုတော့17 UU ကဒီနှစ်မှာအရန်ကိုကောင်းနေတယ်ပြောစရာမရှိလောက်အောင်ကို perfect ဖြစ်နေတယ်လူတွေအကုန်လုံး recommend ပေးလို့ရတဲ့ device ဖြစ်တယ် pro users တွေကနေလဲ17ကိုပြောင်းချင်လို့ရှင်လဲရတယ်ဘာဖြစ်ဆိုတော့ display ကအရင်ကလို short ထားမျိုးမရှိဘူး chip ကကွယ် A19 နဲ့ A19 Pro chip ကအရင်ကြီး high end တွေလောက်တော့မှလဲကွာမျိုးရှိတယ် vapor chamber လို့ပါလို့ဆိုတာယူတန်းတာမှန် video recording ရိုက်ပြီး video edit လောက်တာလောက်ကတော့ Yoyo 17လဲလောက်နိုင်ပါတယ်အဲ့တော့ chip က problem မဟုတ်တဲ့အတွက်ကြောင့်မလို့တဲ့ display ဘိုင်းမှာ Apple က17 lineup အကုန်လုံးကိုတူလုပ်ပေးထားတဲ့အကြောင်းမလို့ဒါ Yoyo 17ကအရင်ကို popular ဖြစ်နေတယ်အဲ့တော့ဒီအချိန်မှာဒီ iPhone Air က 999လည်းဖြစ်နေတယ်။ကင်မရာကလည်းတစ်လုံးပဲပါတယ်။ဘက်ထရီကလည်းညော့ပြီးခံပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ तू က gray area ဖြစ်နေတယ်။သူ့ကိုကတကယ်ကိုပေါ့နော်။ဖုန်းကိုအရန်ကိုပါတာကိုကြိုက်ပါတယ်ဆိုတော့လူတွေကြမ်းမှာပဲရွေးမယ်ဖြစ်နေတယ်။ဟိုပတ်စံလည်းရှိတယ်ဖုန်းပါတာကိုလည်းလိုချင်တယ်။ iPhone ကိုရအောင်ဝယ်ပြီးတော့ပတ်စံစုပြီးဝယ်မယ်လူတွေဆိုလို့ရှင်တော့ iPhone Air ကိုရွေးမှာမဟုတ်ဘူး။ UU17 ဒါမှမဟုတ်လို့ရှင် Pro တွေကိုသွားလိုက်မယ်။ဒီ iPhone Air က ဂျားထဲမှာကြံ့ကြံ့ခဲ့တယ်ပေါ့နော်အဲ့တော့သူက200ထပ်ပြီးပေးလိုက်မယ်ဆိုလို့ရှိရင်ဟုတ်တယ်နော်200ထပ်ပြီးပေးလိုက်မယ်ဆိုလို့ရှိရင် Pro Max ကိုရနိုင်ပြီ200အယော့ပြီးပေးလိုက်မယ်ဆိုလို့ရှိရင်လည်း17ကိုရနိုင်ပြီဆိုတော့ဂျားထဲမှာသူကပြောင်းနေသူ့အတွက်သူ့အတွက်လူတွေကမရှိဘူးပြီးတော့လူတွေကပထမအုံဆုံး first generation ဆိုလို့ရှိရင်လည်းကြောက်ကြတာများတယ်ပြီးတော့အကုန်လုံးကလည်းဒါ ဟိုဘယ်လိုပြောရမလဲဟို lobby လောက်ထားတာက iPhone Air ထွက်မယ်အရင်ပါမယ်အဲ့တော့ battery ကမခံဘူးဘယ်လိုဖြစ်တယ်ဘာတွေဖြစ်တယ်ဆိုပြီးမထွက်ခင်နေကဟိုကသတင်းတွေကထွက်နေတာဆိုလူတွေကကြောက်နေကြတယ်အဲ့လိုမျိုးရွေးချယ်ဖို့ပေါ့နော်ဒီမဲ့ဆယ်ပထမဆုံးကတော့အထွက်ပြီလို့ဆိုလို့ရှိရင်တော့ Apple ရဲ့ထုံးစံတိုင်းမှာ battery ကတော့ခံမှာမဟုတ်ဘူး flop မှာပဲတော့အဲ့လိုမျိုးတွေးမိတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတော့သူကမ flop ပါဘူးတကယ် flop သွားတာကတော့အဲဒီ Samsung ကဒီ S25 Edge ဖြစ်ပါတယ် ဒီ edge lineup တစ်ခုလုံးကိုတော့ Apple က Samsung ကရက်လိုက်ပြီလို့ထူးမဲ့ဆိုသတင်းတွေကြားရတယ်။နောက်နှစ်မှာဒီ26 edge လည်းမထွက်တော့ဘူး။ဘာလို့ဆိုတော့သူတို့ထင်ထားလောက်လုံးဝရောင်းမကောင်းသူတို့ကတော့အရန်ကိုရောင်းကောင်းမယ်ထင်ပြီးတော့ဒီအပားနဲ့ထုတ်လိုက်တာဒါပေမဲ့သူတို့2 months ကတော့ဒါတိုက်ခိုက်တာမဟုတ်ဒါပေမဲ့နည်းနည်းလေးပြောချင်တာ edge ဆိုရယ်နာမည်ကတော်တော်လေးကိုမှားရတယ်ပေါ့နော်ဆိုတော့ အရင်တုန်းက edge ဆိုတာဘေးပေါင်နှစ်ခုမှခုံခုံလေး edge ကိုခေါ်ကြတာဒါကိုအရင်ကြိုက်ကြတာပြီးတော့ပပလေးနဲ့ပေါ့နော်အဲ့လိုလေးမထုတ်ဘဲနဲ့သူကဒီပုံစံကြီးကိုပဲ၄ဆန်ဆန်ကြီးကိုပဲ edge ဆိုပြီးတော့ပါတာလေဒီ iPhone Air လောက်လေမပါနိုင်ဘူးပေါ့နော်ဘက်ထရီကတော့ပို့ပြီးတော့ဒီထက် million power battery များတယ်အဲဒါပေမဲ့ iPhone Air နဲ့လောက်တူတူလောက်ပဲဘက်ထရီခံတာဆိုတော့သူကတိတ်ပြီးတော့မအောင်မြင်ဘူးဖြစ်သွားတယ်ပေါ့နော်လူတွေကအဲ့အတွက်ဈေးကွက်မရှိဘူးအဲ့တော့ iPhone Air ကတော့ တော်တော်လေး luxury ဆန်တယ်လို့ပြောလို့ရတယ်။ titanium ဘောင်နေနဲ့ဘေးကလည်းဒီလိုမျိုး shiny ဘောင်နေနဲ့ပြီးတော့သူ့ရဲ့ color လေးတွေကလည်းအခုဒီဟာဆိုလို့ရှိရင် gold color ပေါ့နော်။အဲ့တော့ gold လေးကိုဘေးကဘောင်လေးတွေက gold color လေးနဲ့ဆိုတော်တော်လေး luxury ဖြစ်တယ်။ဒီမင်းစကအပြာလေးကိုပထမရွေးမယ်ဆိုရင်အပြာကတိတ်ပြီးတော့အမကြိုက်ဘူးပေါ့နော်။ဒီ gold လေးကတော်တော်လေးကိုအဆင်ပြေအာအမဲယူမယ်ဆိုလို့ရှိရင်တော်လေးလက်ပွေရထဲမှာဆိုလို့အမဲအမဲကိုတော့ recommend ပေးပါအောင်အရေးကြီးတာကတော့ Apple ကဒီဖုန်းကို မရက်လိုက်ဖို့ပဲလိုတာပါ first generation နည်းနည်းလေးရောင်းမကောင်းဆိုပြီးတော့ရက်လိုက်ပြီးတော့နောက်နှစ်မှာဟို mini mini တုံးကတော့မှ apple နှစ်နှစ်လောက်ထုတ်ခဲ့သေးတာပဲဆိုတော့ရက်ဖို့တော့အစီအစဉ်မရှိပါဘူး plus လည်းဒီလိုပဲနှစ်နှစ်သုံးနှစ်လောက်ထုတ်ခဲ့တယ်ပြီးတော့မှအခု air ကိုပြောင်းတယ်ဆိုတော့နောက်နှစ်မှာတော့ detail ကောင်းတဲ့ပါစရာတိတ်မလို့တော့လို့ချင်တယ်ဒီလောက်ကတော်တော်လေးကိုအဆင်ပြေနေပြီဒီထက်ပါလို့ရှိရင်လည်းဖုံးမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကင်မရာလေးကိုနောက်မှတလုံးလေးထပ်တက်လိုက် ဘက်ထရီကိုကြတော့ဒါနောက်ဆုံးနည်းပညာတွေပါတဲ့ high density battery တွေနည်းနည်းထည့်ပေးလိုက်အဲ့တော့ဘက်ထရီကိုပုံပုံများများစက်နိုင်တဲ့ battery နည်းပညာတွေအများကြီးရှိပါတယ်ဒါဟိုဘက်အာရှဘက်မှာဆိုလို့ရှိရင်ဒါ Oppo လို့ Xiaomi လို့ဆိုလို့ရှိရင်ဒါလုံနေတာကြာပါပြီအဲ့လိုမျိုး battery နည်းပညာကိုထည့်ပေးလိုက်ပို့ပြီးတော့ battery ခံသွားအောင်ပြီးလို့ရှိရင် camera နဲ့တလုံးထည့်ပေးလိုက်ပါနော်အဲ့ဒါဆိုလို့ရှိရင်ဒီဖုန်းက လုံးဝ perfect ပဲအကုန်လုံးကို recommend ပေးလို့ရတယ်ဈေးကတော့ဒီတိုင်းပဲထားလို့ရပါတယ်996ကတော့ဒါ titanium ကြောင့်ဘာညာကူကသူတို့ရဲ့ engineer က engineering အဲပုံစံပေါ့နော်ဒါ engineering ကိုပေးရတာပေါ့ဆိုတော့ဒီလိုမျိုးထုတ်နိုင်မှုဆိုတာ chip တွေရောအကုန်လုံးဒီ computer တစ်ခုလုံးကဒီအပေါ်က camera plateau လေးမှာထည့်ထားဆိုတော့အဲ့ဒါလေးစက်အောင်လို့နောက်နှစ်မှာဆိုလို့ရှင်တော့အဲကင်မရာနှလုံးနဲ့အဲ့ဟာဒီအကုန်လုံးစက်အောင်နည်းနည်းလုပ်လိုက်အဲဒါဆိုလို့ရှင်တော့ perfect ဖြစ်သွားမှာပါပြီးတော့ဒါကလည်းအစမ်းသက်တဲ့ဖုန်းကိုသူမစကာမြင်တယ်ဘာလို့ဆိုတော့ဒီဖုန်းပေါ်မူတည်ပြီးတော့နောက်နှစ်ထွက်မဲ့ခောက်ဖုန်း iPhone 4 iPhone Ultra ကိုဒါအကျိုးစမ်းထားတာပါဘာလို့ဆိုတော့နောက်နှစ်ထွက်မဲ့ iPhone 4ဆိုလို့ရှိရင်ဒီလိုမျိုးဖုန်းနှစ်ခုကိုဆက်ထားမှာဆိုတော့ iPhone Air နှစ်ခုကိုဆက်ထားမှာဆိုတော့ဒီထက်တောင်ပါနိုင်မယ်နောက်နှစ်ဖုန်းကအခု iPhone Air က 5. 4 mm လို့ထင်တဲ့အထုကပေါ့နော်အဲ့ထက်တောင်ပါနိုင်မယ်4.8 4.7လောက် mm အထုနဲ့နှစ်နှစ်နှစ်ခုပေါ့နော်အဲဒီ4ကိုထုတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါလည်းတော်လေးကိုအဆင်ပြေမှာအဲ့ဒါကြောင့်မို့လို့လူတွေကိုလည်းဒါစမ်းသက်တဲ့သဘောမျိုးနဲ့ထုတ်ထားတာဘက်ထရီဘိုင်းကပြောရမယ်ဆိုလို့ရှိရင်တနေကုန်ခံပါတယ်အရန်ကြီး တုံးတဲ့လူဆိုလို့ရှိရင်တော့ဒါမခံဘူးပေါ့နော်အရင်ကြီးတုံးတယ်ဆိုတာကတော့ social media TikTok တွေတနေကုန်ကြည့်မယ်အသက်ကုန် heavy workload တွေလုပ်မယ်အဲ့တော့ pro သမားကတော့ pro workload လုပ်မယ်ဆိုလို့ရှိရင်တော့ pro ကိုပဲတွားပါ air ကပုံမှန်နေ့စဉ်တူက social media ကြည့်တာပုံမှန်ကြည့်တာ YouTube ကဗီဒီယိုတွေကြည့်တာတိတ်ကိစ္စမရှိပါဘူးမနေ့မိုးလင်းရနေကြည့်ညအထိ maybe ည음ကြာလို့ရှိရင်20ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ် အဲ့တော့ညဘက်အပြင်ဆက်သွားမယ်ဆိုလို့ရှင်တော့ဒါအဆင်မပြေဘူးပေါ့နော်အဲပြီးတော့အားသွင်းတဲ့အချိန်မှာဆိုလို့ရှင်လည်းသူကနည်းနည်းလေးတခြား17နေထက်စားလို့ရှင်နည်းနည်းလေးနှေးတယ်သူကကြတော့အာနည်းနည်း I think မိနစ်30တွင်းတော့မှ mm 50%လောက်ရလို့ထင်တယ်သူကနည်းနည်းလေးနှေးတယ် USB C အပေါက်ကလည်း USB C နှေးတဲ့ USB C ပေါ့နော်တန်တိုလိုမျိုး USB C USB-C မြန်တဲ့ USB-C အပေါက်ကိုတုံးထားမဟုတ်ဘူး။နည်းလေးနှီးတယ်။အာအဲ့ဟာလေးတွေကိုပြင်ပေးလိုက်မယ်နောက်နှစ်မှာ improve လုပ်ပေးလိုက်မယ်ဆိုလို့ရှင်တော့တော်လေးကိုအဆင်ပြေမဲ့ဖုံးဖြစ်ပါတယ်။ရေပူအဖင်ပြောရမယ်ဆိုလို့ရှင် Thomas ကတော်လေးကိုတဘောကြတယ်၊ကြိုက်တယ်။အဲ့တော့ပုဂ္ဂိုလ်ကိုတိပါ game တွေအရင်ဆော့မယ်။ social media တွေအကျန်းစားတွေတုံးမယ်တနေကုန်တုံးမယ်အ video editing တွေအတကုန်လုပ်မယ် video editing ဆိုတာကတော့ဒီ TikTok သမားတွေ content creator သမားတွေပေါ့နော်ဒါတွေကိုမူတည်တာပါပြီးတော့ game တွေအရင်ဆော့မယ်ဆိုလို့ရှင်တော့ဒါတိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးတနေကုန် battery ခံမှာမဟုတ်ဘူးပြီးတော့ဒီ camera plateau တွေမှာအကုန်လုံးထည့်ပေးထားတဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုပြောရမလဲအနည်းငယ်လေးပူတယ်ပေါ့နော်အဲအရင်တုံးမယ်ဆိုလို့ရှင်တော့ပူတယ်အဲပထမတော့ကတော်တော်လေးပူတာ Lumix ပါလောက်လိုက်ရလဲဆိုတော့ dryer အေးတဲ့ dryer နဲ့မှုတ်ချလိုက်ရမှုတ်ပြီးတော့မှအာသွင်းလိုက်တယ်အာအဲ့ဟာလေးတခုပြောချင်တယ် dryer ဟိုဟိုဖုံးရမ်းပူနေတဲ့အချိန်မှာအာသွင်းတာမျိုးမလုပ်ပါနဲ့အာသွင်းပြီးဆော့တာဖုံးအတကုံပူတာဆိုလို့ရှိရင်ဘက်ထရီကိုပို့ပြီးထိခိုက်တယ်ရေရှည်အတွက်အဆင်မပြေဘူးအဲ့တော့ဒီဟာကဆက်ပြီးစောင့်ကြည့်ရမယ်အခုကအစ်စ်ပဲရှိသေးတယ်နော်အစ်စ်ဒီတစ်နှစ်လုံး6လတစ်နှစ်လောက်တုံးပြီးတော့နောက်နှစ်ပေါ့နော်အဲဒီတစ်နှစ်ကြာသွားပြီးတဲ့အချိန်မှာဘက်ထရီကအချိန်ကြီးဘယ်လိုရှိလဲဆိုတာကိုဒါဆက်ပြီးတော့ စောင့်ကြည့်ရမယ် long term review တွေလည်းဆက်ပြီးတော့လုပ်ရပါအောင်မယ်ပြောဆိုတာတစ်လပဲရှိသေးတယ်အစ်စ်ဖြစ်နေတယ်အစ်စ်မှာဘက်ထရီအရင်မစိုးဘူးအဆင်ပြေတယ်ပေါ့နော်အဲ့တော့6လနေဘလို့အခြေအနေရှိမလဲတစ်နှစ်နေရောဘလို့အခြေအနေရှိမလဲဒါတွေကိုဆက်ပြီးတော့စောင့်ကြည့်ရမယ် speaker ဘိုင်းမှာအားမရလူကြီးအများကြီးရှိရဲ့ဒါဒီတော်တော်လေးအားမရကြဘူးဆိုတော့ speaker တစ်လုံးပဲပါတယ်။ speaker ဒီအပေါ်ပိုင်းတစ်လုံးပဲပါတာဆိုတော့အတန်တော်တော်လေးကိုတိုးတယ်။အာအဲ့တော့ နောက်တော့အဖြစ်ကတော့ဒါ AirPods တွေရှိကြမှာပါ AirPods ရဲ့လူရကိစ္စမရှိဘူးအခုခင်မှာလည်းတည့်ရတိုင်းပဲ speaker ကြီးဖွင့်ပြီးတော့ game ဆိုရတာတို့ speaker ကြီးဖွင့်ပြီးနားထောင်ရတဲ့ခက်ကတိတ်ပြီးတော့မရှိတော့ပါဘူးအဲအများဆုံးအဖြစ်လူတွေကတော့ neck ကလေးတက်ထားကြတာပဲဆိုတော့ဒါအရင်ကြီးတော့ဒါဟိုကတိကောက်ဖြစ်တဲ့ feature တော့မဟုတ်ဘူး too much strap ပေါ့နော် too much က neck အမြင်နဲ့တက်တဲ့လူဆိုတော့အဲဒါမဲ့ neck မရှိဘူးဒီ speaker ပဲအားကိုးတယ်ဆိုလို့ရှင်တော့နည်းနည်းလေးစိတ်ကတိကောက်ဖြစ်မှာပါဆိုတော့အရင်ကြီးမကျေလို့ပါ ဲ့ဒါလေးတွေကိုပြင်ပေးနိုင်မယ်ဆိုလို့ရှင်တော့ perfect ဖြစ်မှာပါအဲ့တော့ two mask ရဲ့ပိတ်သက်တွေတကယ်လို့ iPhone Air ကိုဝယ်ထားရဆိုလို့ရှင်ရောဘလို့အခြေအနေရှိလဲဟိုရောင်းတာမရောင်းရတာပေါ့နော်ဟိုမရောင်းအောင်လို့ပြောပေမဲ့တကယ်ဝယ်လိုက်တဲ့လူတွေအကုန်လုံးက iPhone Air ကို I love iPhone နဲ့ I love iPhone Air ဆိုတော့ ပုံစံနဲ့ပဲအကုန်လုံးကြားရတယ် iPhone Air ကိုမကြိုက်ဘူးဆိုတာမျိုးမရှိဘူးပေါ့နော်อืมမရှိတာချိုးကတော့ဒါအဲစပီကာတိတ်မခံတာတော့ပါအဲ့လိုမျိုးအချက်ကလေးအကြောင်းမကြိုက်တာမျိုးရှိတယ်ဒါပေမဲ့ ကိုကအစားတွေကတိပြီးသားဒါတွေကိုမျှော်လင့်ထားပြီးသားဆိုလို့ရှိရင်တော့တော်တော်လေးကိုသဘောကျတဲ့ဖုန်းဖြစ်ပါတယ် Human Stock ကတော့ဒါ secondary device နေနဲ့ဆိုလို့ရှိရင်တော့အရန်ကို luxury ဆန်ဆန်နဲ့ပေါ့ပါပါကြိုင်နိုင်တဲ့ဖုန်းဖြစ်ပါတယ် selfie camera ကလည်းဒါအရန်ကိုကောင်းပြီးသားဆိုတော့ selfie camera မှာလည်း17အားလုံးနဲ့ line up နဲ့တူတူညီပြီးသားဆိုတော့ဘာမှပြောစရာမရှိဘူးကျန်တဲ့ဟာတွေအကုန်လုံးကလည်းအဆင်ပြေလို့ပြောရမယ်အဲ့တော့ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ iPhone Air က Human Stock လေးကိုအဆင်ပြေတယ် 1 month ကြာပြီးတဲ့အချိန်မှာလည်းအဆင်ပြေနေတော့မယ်ဘက်ထရီကခုနအောင်ကအထက်ထပ်ပြောခဲ့သလိုပဲအရန်ကြီး heavy workload တွေမတော့ဆိုလို့ရှိရင်တနေ့ကုန်ခံနိုင်ပါတယ်အဲ့တော့သူများတွေပြောတဲ့စကားတွေမယုံမဲနဲ့အာဘက်ထရီကမခံမှုဘာညာကွကထိုးနှက်မှုတွေကိုဘေးဖယ်ထားလိုက်ပြီးတော့ကိုတကယ်သွားကင်ကြည့်ပါကင်ကြည့်ပြီးတော့တုံးကြည့်ပြီးတော့ကိုယ့်ရဲ့အနီးနားမှာ iPhone Air ဝယ်ထားတဲ့ငွေရင်းရှိမယ်ဆိုလို့ရှိရင်လည်းမေးကြည့်ပါသူတို့ရဲ့အဲဒီ reaction တွေသူတို့ရဲ့ အာဘယ်လိုပြောရမလဲ review တွေကိုနဲ့ Tumex ကအခုပြောတဲ့ review တွေကိုခြုံငုံပြီးတော့ကြည့်ပြီးတော့မှ iPhone Air ကိုဝယ်သိမ်းဝယ်သိမ်းဆုံးဖြတ်ကြပါလို့ Tumex ကတော့တိုက်တွန်းချင်ပါတယ်အားလုံး have a nice day take care and see you back goodbye